ရပါကတိုင်းမှုဖြစ်တာရက်တရာမပြစ်သေးတဲ့ဘုံမှုချုပ်နိုင်စော်ဦးကိုငွေကြက်သိန်းပေါင်းထောင်ချီလက်စားမှုနဲ့အော်တိုဘာလ20ရက်နေ့ကစစ်ကောင်စီကဖမ်းဆီးပြီးအာဂရီပုံမှန်နဲ့စစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကနေသိရပါဗျာ။တရားမဝင်ကုံစီတွေကိုငွေကြေးသိမ်းပေါင်းထောင်ချီရယူပြီးတော့လွှတ်ပေးခဲ့တဲ့ကိစ္စနဲ့တိုင်ကြားခံရပြီးတဲ့နောက်အဖမ်းဆီးခံရပြီးအော်တိုဘားလာ22ရက်နေ့မှာအာဂရီပုံမှန်နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်က TVB ကိုပြောပါရတယ်။ အာနာဒိစစ်ကောင်းဆောင်ဟာပြီးခဲ့တဲ့ဩဂတ်လ22ရက်နေ့ကဗိုလ်ချုပ်စော်မင်းလက်ကိုဒူးဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီးတဲ့နောက်ဘာဒူတက်မြို့ကြီးတိုက်ခိုက်ရေးတင်းနန်းကျောင်းကအကြောင်းအုပ်ကြီးဖြစ်တဲ့ဗိုလ်မှူးချုပ်နိုင်စော်ဦးကိုရပခအတိုင်းမှုအဖြစ်နဲ့ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်နိုင်စောဦးဟာတောင်ကြီးအခြေစားရဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာပြီးတဲ့နောက်ငွေကြေးရယူပြီးတရားမဝင်ကုန်စည်တွေကိုလွှတ်ပေးတဲ့သတင်းတွေကနေပြီးတော့အထီးကိုပောက်ခဲ့တယ်လို့ရာဘခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က DVB ကိုပြောပါရယ်စစ်တပ်အာဏာသိမ်းပြီး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာတိုင်းမူ၅ဦးအထိပြောင်းလဲခဲ့ပြီးတော့အဲ့ဒီတိုင်းမူတွေကတော့ ဘိုးချုပ်မျိုးမင်းထွန်ဘိုးချုပ်လှမိုးဘိုးချုပ်ဇော်မင်းလက်ဘိုးမူးချုပ်နိုင်စောဦးနဲ့ဘိုးမူးချုပ်ကျော်နိုင်ဦးတို့ဖြစ်ပါရှင်